ချဲလာတော့မပြည့်သေးဘူးပေါ့နော်အားလုံးသိတဲ့အတိုင်းပဲကလေးအမိအမိငယ်ရဲ့ဝင်းထဲမှာဆိုလို့ရှိရင်ကလေးတို့က9လနဲ့10လအထိကျဲရပါတယ်အဲ့ဒီတော့ပြောရမယ်ဆိုရင်ဒီမတော်ရဲ့အစိုးရကဝေးကိစ္စတော့မဟုတ်သေးဘူးလို့ပြောလို့ရပါတယ်ဒါပေမဲ့လည်းအလုံးလုံးဖို့နေရမှာတော့ကျမတို့ကဒီတော့မတောင်းနေပါဘူးလို့ပြောတော့ဒီမှာပြောပြစီအားလုံးရဲ့ရှင်းအောင်မှုရအောင်ကျွန်တော်စူးစမ်းပါမယ်ပြည်သူလူထုကလည်းပြောတဲ့နာကိုပြောပါကိုလို့တဲ့နာလည်းလုပ်ပါဒါပေမဲ့လည်းဒီခံတဲ့နေရာမှာလည်းဒီခံမှာ ဒီမခံနေတဲ့နေရာမှာတော့ဒီမခံပါနဲ့ဒီမခံတဲ့နေနဲ့မှာဒီခံလို့ရှိရင်တော့ကြောင့်ဝိကျရုပ်ကြီးပြင်းလာအောင်မယ်အဲ့တော့အားလုံးကဒီကတော့ဝိကျရုပ်ကသိကျပြရတယ်ပုံရှိဘူးတော့အပြည့်တဲ့ညာမှာတော့တော့အပြည့်ကြပါလို့ဒီမအနေနဲ့အားလုံးဝိုင်းပြီးတော့ကုညီဖို့တဲ့မေတ္တာရခတ်တယ်ပါတယ်အဲ့ဒီအခုအဓိကဒီကိစ္စကတော့အဟာရကိစ္စသာရနဲ့ပတ်သက်ပြီးတော့လုပ်တဲ့စီဝေးမလို့ကြာတော့အလေးထားပါကျမတို့ ကလေးများရဲ့အာဟာရပြည့်ဝရေးအတွက်ကုညီနေတဲ့အဖွဲ့အစည်းတွေနဲ့ပူးပေါင်းဆောင်ရွက်ပါဒါပေမဲ့အားလုံးပါဝင်စေချင်တယ်တတ်နိုင်ရမျှပေါ့နော်ဒါအတင်းပါဝင်ခိုင်းတာမဟုတ်ပါဘူးကိုယ့်ရဲ့အကျိုးရှိဖို့အတွက်ကိုယ့်ရရွာအကျိုးရှိဖို့အတွက်ကိုယ့်နိုင်ငံအနာဂတ်ကောင်းဖို့အတွက်ဝိုင်းဝန်းပြီးတော့ကုညီဖို့အတွက်ကျွန်တော်တို့ပြောတာဖြစ်ပါတယ်အခုဒီပိဋကတ်တွေမှာဆိုလို့ရှိရင်အမျိုးသမီးတွေကများတယ်အမျိုးသားတွေကဘယ်ရောက်နေလဲလို့ကျွန်တော်မေးရအောင် ဲ့နောက်ကပါယုံတာမှာကြာတယ်ဘာလဲကဲကျမတို့အလုပ်ဒီလိုလုပ်မယ်ဆိုလို့ရှိရင်ကိုလိုရင်းနဲ့ပန်းတိုင်ကိုရောက်နိုင်မှာပါဒါကြောင့်မလို့ညှော်လင့်ချက်ဆိုတော့အငဲရှင်ပန်းကိုထားရမယ်ဒီညှော်လင့်ချက်ကြေဝါဖို့အတွက်အကောင့်ထဲဖော်ဖို့အတွက်ကြတော့အလုပ်ငယ်ပဲလုပ်နိုင်တယ်ဆိုတော့ကျမပြေးပေးရစေ ညောင်တဲ့ကျဆိုတာထိုင်ပြီးတော့အိမ်မက်မက်နေလို့မရပါဘူးကိုစ조사မှာကိုအလုံးလုံးမှာဒီပြောလိုက်ချက်တွေဟာပြေဝါမှာဖြစ်ပါတယ်ကျမတို့ရဲ့ပြည်သူပြည်သားများရဲ့အကောင်းကျိုးတွေစံတော်အဝါဝပြည့်စုံကြပါစေလို့ကျမအနေနဲ့ချစ်တော်မြတ်တော်ပို့လိုက်ပါတယ်